毛泽东。 ှမ်းနေအမျိုးသားများတက်မတော် SNA ရဲ့ဗဟိုစစ်ဌာနချုပ်မင်းဆိုင်တိုင်းနိုင်အပါအဝင် ရှမ်းနေဒေသအသေးသေးမှာရှမ်းနေအမျိုးသားနေအခမ်းအနားကိုကျင်းပခဲ့ကြတယ်လို့သိရပါဗျ။ဒီကနေ့မတ်လ23ရက်နေ့မှာကြာရောက်တဲ့498နှစ်မြောက်ရှမ်းနေအမျိုးသားနေကို SNA တမဟာ614တမဟာ965နဲ့အခြားသောတမဟာနေမြေတွေမှာလည်းကျင်းပခဲ့ကြတယ်လို့သိရပါဗျ။ မြန်မာ့ခေတ်မှာရှမ်းနေတိုင်းရင်းသားတွေအနေနဲ့ Federal Democracy စနစ်ထူထောင်ရေးနဲ့ပုံစံအမျိုးမျိုးသောအာဏာရှင်စနစ်တို့ချုပ်ငြိမ်းရေးအတွက်နေလံမျိုးစုံဖြင့်စူးစမ်းကြရမှာဘိုးဘားပိုင်နေမျိုးတွေပြန်လည်ရရှိရေးရာသန်ရထိုက်တဲ့နိုင်ငံရေးဆိုင်ရာဒန်းတူညီမျှမှုရရှိရေးနဲ့ရှမ်းနေအမျိုးသားတွေပြည်နယ်ထူထောင်နိုင်ရေးတို့ကိုဘုံကြီးမှန်းချက်အဖြစ်ထားရှိကဝိုင်းဝန်းဖော်ဆောင်ကြဖို့လိုအပ်တယ်လို့ရှမ်းနေအမျိုးသားများညီညွတ်ရေးအစည်းအရုံး SNUA ကတိုက်တွန်းထားပါတယ်။ဒါအပြင်အဲ့လိုဝန်ဝန်ဖော်ဆောင်ရမှာအနာဂတ်ရှမ်းပြည်အမျိုးသားများပြည်နယ်အတွက်အတုံးဝင်တဲ့လူသားအရင်းမြစ်ကောင်းတွေဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီး ရှမ်းနေမျိုးဆက်တဲ့လူငယ်တွေရဲ့ပညာရေးနိုင်ငံရေးလူမှုရေးစားတဲ့ကဏ္ဍအသီးသီးကိုအသိမပြုဖို့နဲ့မြေတောင်မြောက်ပေးဖို့အထူးလိုအပ်တယ်လို့ SNU ရဲ့ရှမ်းနေအမျိုးသားနေ့ကိုပေးပို့တဲ့တဝန်လာမှာဖော်ပြထားပါတယ်။မိမိတို့ရှမ်းနေတိုင်းရင်းသားတွေအနေနဲ့နေ့စဉ်နဲ့အမျှပြောင်းလဲလာနေတဲ့နိုင်ငံရေးစီရေးအခြေအနေတို့ကိုပါနက်စွာနားလည်သိမြင်ကာမိမိတို့အချင်းချင်းစီလုံးညီညွတ်မှုကိုအခိုင်အမာတည်ဆောက်ဖို့ ညာကိုအခြေခံတဲ့ဝန်တာနုရခိတတရားကိုလက်ကင်ထားကြဖို့အပြန်အလှန်ယုံကြည်အားကိုးထိုက်တဲ့ညီနောင်မမိတ်ကောင်းတွေထားရှိနိုင်ဖို့နဲ့ဘုံရီမန်းချက်ပန်းနိုင်ဖြစ်တဲ့ရှမ်းနီအမျိုးသားများပြည်နယ်ကိုခိုင်မာစွာတည်ဆောက်နိုင်ဖို့အတွက်ဝိုင်းဝန်းကြိုးပမ်းကြဖို့တိုက်တွန်းထားပါတယ်။ရှမ်းနီတိုင်းရင်းသားတွေရဲ့စီလုံးညီညွတ်မှုနဲ့ နိုင်ငံမျိုးပြအင်ပါယာအပြင်အခြားသောအောင်မြင်မှုတွေကိုတည်ဆောက်နိုင်ခဲ့တဲ့ရှမ်းနဲ့1621ခုနဲ့မြန်မာတပ်ကရက်888ခုနဲ့ခရစ်နဲ့1529ခုနဲ့မတ်လ13ရက်နေ့ကိုအမျိုးသားနေအဖြစ်သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ရှမ်းနေလူမျိုးတွေဟာမြန်မာပြည်အထက်ပိုင်းဟုံမလင်းတောင်တော့ခန်တီကော်လင်းဝင်းတို့ ထီချိုက်ပင်လေဘူးအင်းတော်ပမောက်ကတာကလေးတမူမော်လိုက် ဖောင်းပြင်မိုးငင်းမိုးကောင်းပမော်အင်းတော်ကြီးမြကြီးနာ ဝိုင်းမော်စင်ပိုတာလောကြီးဟုတ်ပင်ဟောင်ပါ လုံခဲတမခန့်နဲ့ဖားကန့်စားတဲ့ဒေတာတွေမှာကျေပြန့်စွာနေထိုင်ကြပါတယ်အဆိုပါဒေတာတွေကိုစုစည်းပြီးရှမ်းနီပြည်နယ်သို့မဟုတ်ရှမ်းနီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်ဖွဲ့စည်းနိုင်ဖို့ရှမ်းနီအမျိုးသားများတက်မတော် SNE ကကြိုးပမ်းနေတယ်လို့သိရပါတယ်ခင်ဗျာ တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ကရှင်လွတ်မြောက်ရေးတပ်မတော် KNY တို့ကြားနေမြင့်ညင်းပွားမှုကိုဖြေရှင်းနိုင်ရေးကူညီဖို့အသင့်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့မလ14ရက်မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။တိုင်းသားလူမျိုးစုများအလုံးဟာတမြေတဲနဲ့တရေတဲတောက်လျက်အတူရှင်တွဲနေထိုင်ခဲ့သူတွေဖြစ်အောင်မကတော်လန်ရေးအဆက်ဆက်လူမျိုးစုတစ်ခုနဲ့တစ်ခုကူညီရိုင်းပင်းလျက်မျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအလို့ငါဘုံရန်သူကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့ဆိုပါရစေ။ ရှမ်းမြောက်မှာဖြစ်ပေါ်လျက်ရှိတဲ့နေမြင့်ညင်းပွားမှုအရှုတ်ကြောင့်ဒေသခံပြည်သူတွေသာမကနွေဦးတော်လန်ရေးမှာပါဝင်နေကြတဲ့ပြည်သူလူထုတရလုံးအကြားမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လျက်ရှိနေတာကိုတွေ့ရှိတယ်လို့အန်ယူဂျီကဆိုပါတယ်။မိမိတို့တော်လန်ရဲ့အဖွဲ့အစည်းအားလုံးဟာပြည်သူလူထုရဲ့လူလားဆန္ဒကိုဖြည့်ဆည်းနိုင်ရေးကြိုးပမ်းနေကြသူတွေပြပြီးပြည်သူတွေရဲ့စိုးရိမ်တောကတွေကိုရောကြစေရေးဖြေချော့ဆောင်ရွက်ပေးဖို့ကိုလည်းအထူးတာဝန်ရှိတဲ့အလျောက်နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကမိဖက်ပြစ်ပခတွေဖြစ်တာရှုမြင်ကြောင်းနဲ့ နိုင်ငံရေးနိဒာဖြစ်ရှင်းမဲ့ဆိုတဲ့တနိဒန်ချမှတ်ထားကြောင်းကိုကြားသိရတဲ့အတွက်အထူးကြိုဆိုတယ်လို့လည်းပြောပါရယ်အဖက်ဖက်ကအင်အားရှိတဲ့အရေးနှိမ့်လျက်ရှိတဲ့စစ်ကောင်စီဖို့တော်လှန်ရေးအင်အားစုတွေအကြောင်းတက်ချိုသွေးခွဲရေးဟာ၎င်းတို့ရဲ့အထူးကဖြူဟာဖြစ်လာတယ်ဆိုတဲ့အချက်ကိုလည်းမိမိတို့အားလုံးသတိပြုပြီးဖြစ်တယ်လို့ဆိုပါရယ်လက်လောဖြစ်ပေါ်နေတဲ့နယ်မြေအငင်းပွားမှုဟာလူမျိုးရေးအမုန်းတရားစီကျပြတ်မသွားစေဖို့အတွက်နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ထိန်ချုပ်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနှစ်ဖက်မျက်နှာချင်းဆိုင်တွဲဆုံညှိနှိုင်းရင်ပြဿနာအများစုအခက်အခဲမရှိ ဖြည့်ရှင်းပြည်လဲစေလိမ့်မယ်လို့နားလည်ကြောင်းပြောပါရယ်မိမိတို့အားလုံးကပြည်သူကိုအဓိကထားပြီးတော့တိုင်တဲဆောင်ရွက်ကြတဲ့တော်လရင်အဖွဲ့အစည်းတွေဖြစ်သည့်အားလျော်စွာပြည်သူကိုမျက်နှာမူတဲ့နီးနာတွေဖြစ်တာမိမိတို့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်လို့ပြည်သူကလိုလားတောင်းတလျက်ရှိတဲ့ Federal Democracy ပြည်ထောင်စုပန်းနိုင်ကိုအရောက်ရှိတက်နိုင်မှာဖြစ်တယ်လို့ဆိုပါရယ်ဒါကြောင့်နိုင်ငံရေးကိစ္စတွေကိုနိုင်ငံရေးနီးလနဲ့အညံ့စွာဖြည့်ရှင်းဆောင်ရွက်ကြရမှာအယူကြည်အနေနဲ့လိုအပ်တယ်လို့ကုညီဆောင်ရွက်ဖို့အသင့်ရှိပါကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။ရမ်းမြင်းနယ်မြောက်ပိုင်းကကွက်ခိုင်နဲ့မန်တုံတို့မှာ TNL နဲ့ KIA တပ်ဖွဲ့အကြားနေမြင့်အင်းပွားမှုပြစ်ပခါတွေဖြစ်ပွားလျက်ရှိနေပါတယ်။အဆိုပါပြစ်ပခါကိုနှစ်ဖက်ခေါင်းဆောင်တွေကဖြည့်ရှင်းနိုင်ဖို့ကြိုးပမ်းနေသည့်တိုင်ပြည်လည်နိုင်ခြင်းမရှိသေးတဲ့ကြောင်းသိရပါတယ်။ ဝါပြည်သွေးစင်းညိုရေးတက်မတော် UWSA ကရှမ်းကချင်ဝါနဲ့လာဟုလူငယ်တွေပါတဲ့စစ်တနန်းစင်ပွဲတစ်ခုကိုဟိုပန်မြို့နယ်အာဟန်းကျွာမှာမတ်လ9ရက်နေ့ကကျင်းပခဲ့တယ်လို့ Was New Lens ကဖော်ပြပါတယ်။အဆိုပါစစ်တနန်းကိုညီနောင်မမိတ်၃ဘွဲ့ဖြစ်တဲ့ AA TNLA MND တို့ကဖော်ဆောင်တဲ့တတုံညာနှစ်ခွန်ဆစ်စင်အနောက်ပိုင်း UWSA တပ်ဖွဲ့ကဝန်ရောက်စခန်းထိုင်ခဲ့တဲ့ အောက်တန်လွင်ချန်ကလူငယ်တွေကိုရှစ်လကျော်ကြာစစ်တနန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီစစ်စနံစင်ပွဲကိုတော့ဟိုပန်ခန်အောက်မှာရှိတဲ့တက်ဆိုင်ရန်တာဝန်ရှိသူတွေဌာနဆိုင်ရာနဲ့ရမီရဖတွေတက်ရောက်ခဲ့ကြပြီးတော့တင်နန်းစင်းလူငယ်တွေဟာကာမိုင်းမိုင်းယော်မိုင်းယံမိုင်းကြက်ပန်လျော်မိုင်းလူနှံပောင်နမတန်ယံစားတဲ့ဒေတာဘက်ကလူငယ်တွေဖြစ်တယ်လို့ဆိုပါတယ်တစ်တုံညာနှစ်ခုဆက်စင်ရေးအတွင်မှာ UWSA ကကွမ်းလုံကာမိုင်းတခွင်ကပန်ခန်းတိန်တန်မိုင်းကြက်မိုင်းယော်ပန်လျော်တကျော်နှံပောင်နမ တန်ရန်ထီခန်းထိုင်ခဲ့တာဟာဝါအမျိုးသားလုံခြုံရေးကိုကာကွယ်တဲ့အနေနဲ့ဖြစ်တယ်လို့ဆိုထားပါဗျ။ UWSA တမဟာ338ကပေးအပ်တဲ့ရှစ်လကြာစောင်းတွဲစစ်တနန်းစင်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဒီတနန်းစင်ဥယေဟာဘလောက်ရှိတယ်ဆိုတာကိုတော့အတိအကျထည့်သွင်းဖော်ပြတာမရှိပါဘူး။အလားတူပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ26ရက်နေ့ကလည်း UWSA ရဲ့138စစ်တေသားကတပ်သား2000ကျော်ပါဝင်တဲ့ပထမအထုပ်စစ်မှုထမ်းတင်တဲ့အကြောင်းကိုဖွင့်လှစ်ခဲ့တယ်လို့ဆိုထားပါဗျ။ တစ်တုံရွာနှစ်ခုဆင့်ရင်အတွင်းညီနောင်မာမိတ်တို့တင်ပိုက်ခဲ့တဲ့ဟိုပန်မြို့နဲ့ပန်လုံမြို့တို့ကို UWSA ရဲ့အုပ်ချုပ်မှုအောက်မှာထည့်သွင်းခဲ့ပါတယ်။ရှမ်းပြည်နယ်ကဟိုပန်၊မိုင်မော်၊ပန်ဝိုင်၊နာဖန်၊မမန်းနဲ့ပန်ဆန်းမြို့နယ်တွေကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ပေးထားပါတယ်။ဝါပြည်သွေးစည်းညို့ရေးတပ်မတော် UWSA ဟာမြန်မာပြည်ကတိုင်းဒေသနဲ့ကင်တပ်ဖွဲ့တွေအနက်ဆလတ်နက်နဲ့လူဝင်အားအတောက်အတင်းဆုံးတပ်ဖွဲ့ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ မိမိတို့လက်ရှိရရှိထားတဲ့အောင်မြင်မှုရဲ့အသေးအပွင့်တွေတာရှိခံပြီးပုံမှန်ဖွင့်ပြလာဖို့အစမ်းသက်ခံကာလတွေဖြစ်တယ်လို့ အရုခတ်တော် AA နဲ့တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကကိုကန်တပ်ဖွဲ့ MND ရဲ့ဖွဲ့စည်းတည်ထောင်ခြင်း36နှစ်မြောက်အခမ်းအနားကိုပေးပို့တဲ့တူဝန်လာမှာဖော်ပြထားပါတယ်။ MND ဟာကိုကန်ပြည်သူတရက်လုံးမိမိတို့ညီနောင်မမိတ်နှစ်ဖွဲ့နဲ့အတူလက်တွဲပြီးအဖွဲ့အစည်းရဲ့စီးရေးနိုင်ငံရေးရည်မှန်းချက်တွေကိုဒီဇိုင်းမမတ်မရမနာနောက်မဆုတ်ပဲကျူးစွလာခဲ့တာကြောင့်အခုချိန်မှာကိုကန်အမျိုးသားထုတရက်လုံးနဲ့ MND အဖွဲ့အစည်းရဲ့စီးရေးနိုင်ငံရေးရည်မှန်းချက်အလုံးစုံအထောက်အပံ့ခဲ့ပြီလို့ဆိုပါတယ်။ စီရေးနိုင်ငံရေးတွေအထမြောက်တဲ့နေတူကိုကလေတာအကူထပ်အေးချမ်းသာရာစီပင်ဖွံ့ဖြိုးတိုးတက်တဲ့အထိဆက်လက်ကြိုးပမ်းအားထုတ်ဖို့ကိုလည်းညီနောင်မမိတ်စိတ်ဓာတ်အပြည့်နဲ့တိုက်တွန်းနေလို့ပေးပို့တဲ့တွင်လာမှာဖော်ပြထားပါတယ်။မိမိတို့ညီနောင်မမိတ်၃ဖွဲ့အနေနဲ့တဖွဲ့ချင်းစီရဲ့ရီမန်းချက်ဘုံရီမန်းချက်တွေအတော့စုစုစီညင်ညွတ်နဲ့အထူးတကားဆက်လက်ကြီးတက်လာတာဟာနှစ်ပေါင်း၅နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။ညီနောင်မမိတ်၃ဖွဲ့ရဲ့စီလုံးမှုဟာအခုနောက်ပိုင်းပေါ်လာတဲ့တော်လိုင်းအဖွဲ့တွေအတော့ အတူယူစရာစံပြဖြစ်ခဲ့ရသည်မှာအမှန်ဖြစ်တယ်လို့လည်းဆိုပါရယ်လက်ရှိအချိန်မှာအမန်ဒီရဲ့အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေဟာအတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပြီဖြစ်တော့လေ အောင်မြင်မှုနဲ့အတူအခက်အခဲအတားအဆီးတွေဟာဒွန်တွဲလျက်ပါလာတတ်တယ်ဆိုတာကိုလည်းတရိပ်မှုဂရုပြုတင်ကြောင်းဆိုပါတယ်။ MNDAA စတင်ဖွဲ့စည်းတဲ့36နှစ်မြောက်ကာလကစတင်ပြီးလာမယ့်ကာလတွေဟာကိုကန့်ဒေတာပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက်စိန်ခေါ်မှုတွေကိုရင်ဆိုင်ကြော်ဖြတ်ရအောင်ပဲဖြစ်တယ်လို့လည်းဆိုပါတယ်။တပြိုင်နက်တည်းရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲတွေရှိလာမယ်ဆိုရင်မိမိတို့ညီနောင်မမိတ်နှစ်ဖွဲ့အနေနဲ့ ရခင်နေတူညီနောင်မမိတ်ပီသားစွာနဲ့စူစည်းကြော်ဖြတ်သွားကြဖို့အမဲအသိရှိကြောင်းကိုလည်းဖော်ပြထားပါဗျ။မိမိတို့ညီနောင်မမိတ်သုံးဘွဲ့အကြားစီလုံးညီညွတ်မှုနဲ့နားလည်မှုကိုအခုထပ်ပိုပြီးခိုင်မာတီထက်ခိုင်မာအောင်ဆက်လက်လှုံ့ဆော်သွားကြမှာဖြစ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။